ပဲခူးတိုင်းကြောက်ကြီးမြို့နယ်တွေကကျွန်းကြီးကြီးအောင်မှာပြေလို့တဲ့မြင်္ဂလာဆောင်ပွဲကိုစစ်ကောင်စီကလေကြောင်းနဲ့တိုက်ခတ်ခဲ့တာကြောင့်သရိုးသမီးပါဝင်10ဦးတေဆုံးခဲ့ရတယ်လို့မြေပြင်သိရှိသူတွေကပြောပါတယ်ကြီးအောင်မှာမြင်္ဂလာပွဲကျင်းပနေချိန်မက်လာ25ရက်နေ့မနက်ပိုင်းမှာလေကြောင်းဘုံကျဲတိုက်ခတ်ခံခဲ့ရတာဖြစ်ပြီးတိကြိုက်တန်ရအပြင်းထန်ရရှိထားသူတွေလည်းရှိနေတယ်လို့ဆိုပါတယ်အခုကအဲ့နေရာကတိုက်ပွဲဖြစ်လို့ကျဲတာမဟုတ်ဘူးအဲနောက်ဆေးဖြစ်ပွားခြင်းမရှိဘူးတခါမှရှိခဲ့ရလည်းမရှိဘူးအဲ့နေရာကအခြားသားမိင်္ဂလာဆောင်ကျဲတာဖြစ်တယ် ဖြတ်သမင်္ဂလာတောင်ကလည်းအဲကျွန်တော်တော်လိုင်းတိုင်းဝိုင်းနဲ့ဆက်ဆက်မှုတော့မရှိဘူးပေါ့ဆက်ဆက်မှုမရှိဘူးလို့ပြောရမှာပေါ့ဖြတ်သမင်္ဂလာတောင်ပေါ့အဲလက်ရှိအပရိကဆိုလို့ရှိရင်တေဆုံးသူ10ယောက်ကျော်ရှိတယ်အတေဆုံးသူ10ယောက်ရှိမယ်ထိခိုက်ဒဏ်ရာရရှိသူကလူ20ကျော်ရှိတယ်အဲ20ကျော်ထဲမှာမှ9ယောက်ကပြင်းထန်စိုးရိမ်ရနေထားမှရှိတယ်ဘူးအဓိကတေဆုံးမှုဒဏ်ရာတော့ဘာဖြစ်လို့ဖြစ်တာလဲဆိုတော့ကျွန်တော်ကမင်္ဂလာတောင်ကြီးမားနေတဲ့အချိန်ဖြစ်တယ်ပြီးတော့မင်္ဂလာဆောင်လူဝင်လူထွက်များနေတဲ့အချိန်ဖြစ်တယ်အဲ့အချိန်မှာမင်္ဂလာဆောင်ရဲ့ထမင်းစားရုံရဲ့ဗီတတဲ့ကိုကြားရတဲ့အတွက် ထိခိုက်ဒဏ်ရာရရှိသူများသွားတာပဲတေဆုံးသူကြားမရေးအတွက်နဲ့တိုက်ခိုက်ခဲ့တဲ့ဘုံအမျိုးအစားနဲ့ပတ်သက်လို့လက်ရှိအချိန်ထိအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးရေယော်ရီကရရှိထားတဲ့ဓာတ်ပုံတွေအရတေဆုံးသူတွေထဲမှာကလေးငယ်အနည်းဆုံး2ဦးပါဝင်ခဲ့တာကိုတွေ့ရပြီးမင်္ဂလာဆောင်ကျင်းပတဲ့နေ့ရင်လည်းပျက်စီးသွားခဲ့တာကိုတွေ့ရပါတယ်စစ်တောင်းမြို့ဝန်အရှိချမ်းမှာရှိတဲ့ကြောက်ကြီးမျိုးနယ်ကပြည်မျိုးသားစီအောင် KNU တပ်မဟာ3နေမြေထဲမှာတည်ရှိတာဖြစ်ပါတယ် ကျွန်တော်တို့ရောစဉ်ဒီဘက်ကစီရဲချင်းနေရသလိုရှိရင် IU ကပေါင်ဝင်ချင်းမှာကကျွန်တော်တို့တော်တော်ဘယ်ပြောမလဲစစ်တောင်းမြေအရှိဘက်ကန်ဒေတာပေါ့ကျွန်တော်တို့စစ်တောင်းမြေကအနောက်ဘက်ကန်လေးကျွန်တော်တို့ကစိုးမိုးထားနိုင်ပြီဖြစ်တယ်အဲ့ဘက်ပေါင်ဝင်ချင်းမှာကျွန်တော်စစ်မဖြစ်တာနှစ်နှစ်နီးပါးဖြစ်သွားပြီပေါ့ကျွန်တော်ကလွန်ခဲ့နှစ်နှစ်တော့ကတော့အဲ့ဘက်နာရီမှာစစ်ဖြစ်ခဲ့တယ်ကျွန်တော်အခုစစ်တောင်းမြေကအနောက်ဘက်ကန်ကျွန်တော်စိုးမိုးပြီးရဲ့အချိန်မှာစစ်ဖြစ်တာမရှိတော့ဘူးမေလာတတိယဘက်ထဲမှာပဲတပ်မဟာသုံးနေမြေတွေကရွှေကျင်နဲ့ကြောက်ကြီးမြို့နယ်တွေကကျေးရွာတွေကို စစ်ကောင်စီကပြစ်ခတ်တိုက်ခိုက်မှုတွေလှုံ့ဆော်ခဲ့လို့အရသာ၄ဦးတေဆုံးခဲ့ရတယ်လို့ KNU ကမေလ24ရက်နေ့မှာထုတ်ပြန်ထားပါတယ်စစ်ကောင်စီကလေကြောင်းကနေပြစ်ခတ်တိုက်ခိုက်မှုတွေကိုနှစ်ဖက်တိုက်ပွဲတွေပြင်းထန်နေတဲ့နေရာတွေနဲ့တိုက်ပွဲမရှိတဲ့ဒေသတွေကစာတင်ကြောင်းတွေအရသာတွေနေထိုင်တဲ့နေရာတွေကိုပါမချန်ဇက်တိုက်တိုက်ခိုက်နေတာဖြစ်ပါတယ်